ဘေးဆိုကြီးလေးမျိုးကိုပြောပြပါစီရတော့တဲ့အင်္ဂုတ္တရနိကေစတုကနိပတ်ဘယဝတ်အတ္တနုဝါဒတုံမှာဘေးဆိုကြီးလေးမျိုးကိုမြတ်စွာဘုရားဟောကြားထားပါတယ်ဘေးဆိုကြီးလေးမျိုးကဘာတွေလဲဆိုရင်တသူတစ်ပါးတို့ဤဆွဆွဲကဲ့ရဲ့ခြင်းခံရသောပရာနုဝါဒဘေးနှစ်မိမိပြုလုပ်ထားသောမကောင်းမှုကိုပြန်လည်တွေးတောဆင်ခြင်မိပြီးမိမိကိုယ်ကိုပြန်လည်ဆွဆွဲကဲ့ရဲ့သောအတ္တနုဝါဒဘေး 3ဒုသရိုက်အမှုကိုကျူးလွန်သဖြင့်တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများ၏ကျိန်တန်ထောင်တန်တည်တံပေးခြင်းခံရသောဒဏ်ဒပေးအထာကထာမှာတော့ဒဏ်ဒပေးသည်32ပါးသောကံကြမ္မာကိုဆွဲ၍ဖြစ်သောဘေးလို့ဖွင့်ပါတယ်4အကုသို့အမှုကိုကျူးလွန်သဖြင့်တည်ပြီးသည်အခြားမဲ၌အပယ်၄ပါးသို့ကြားရောက်ခြင်းဒုက္ခိဘေးတို့ပဲဖြစ်ပါတယ်ဒါဟာဘေးဆိုးကြီး၄မျိုးပဲဖြစ်ပါတယ် ဖုံဖုံပြကြံတော်ကခရိယံပါကျောင်းကတငယ်ချင်းတွေကျောင်းမှာဖះစာဆိုတော့နားမလည်ဘူးတိကျင်လို့မေးကြည့်တော့သူတို့လည်းမသိဘူးအဲ့လိုဆိုကုသိုလ်ရရဲ့လားတဲ့အဲ့ဒါပဲဦးဇင်းတို့ဗုဒ္ဓဘာသာဝင်အချို့နော်မိဘနှစ်ပါးကဗုဒ္ဓဘာသာဝင်ဖြစ်လို့သာမိမိလည်းဗုဒ္ဓဘာသာဝင်ဖြစ်လာတာဖះစာပေးနဲ့ပတ်သက်လို့တလုံးတစ်ပါးတောင်မသိဘူးနော် ဖျားစာပေရဲ့အနက်အဓိပ္ပာယ်ကိုတလုံးတစ်ပါးတတော်မသိပဲကုသိုလ်ရခြင်းုံတသက်နဲ့ရွတ်တဲ့အခါမှာဘာသာချားကတိကျင်လို့မေးတဲ့အခါပိုနှင်းခွနှင်းဖြစ်တော့တာပဲနော်ဒါကြောင့်ပြောကျင်တာကဗုဒ္ဓဘာသာဝင် အချုပ်အနေနဲ့ဖျားစာပေတွေကိုရွတ်တဲ့အခါမှာအနက်အဓိပ္ပာယ်သိအောင်လေးလဲလုပ်ထားကြပါနော်ကုသိုလ်ရရဲ့လားဆိုတော့ကုသိုလ်ရပါတယ်ဘာကြောင့်ကုသိုလ်ရတာလဲဆိုတော့အနက်အဓိပ္ပာယ်ကိုမသိတော့လည်းပဲ ဒါဟာဖရာဟောတွေပဲဆိုတဲ့အတိနဲ့ရွတ်တဲ့အတွက်ရွတ်တဲ့သူရဲ့တန်တမ်းမှာကုသိုလ်စိတ်ဖြစ်နေပါတယ်အဲ့ဒီလိုကုသိုလ်စိတ်ဖြစ်နေတဲ့အခါမှာအဲ့ဒီရွတ်ဖက်သူရဲ့တန်တမ်းမှာလောဘဒေါသမောဟစတဲ့ကိလေသာတရားတွေတရင်ကငြိမ့်အေးနေပါတယ်ဒါကြောင့်အနတ်အဓိပ္ပာယ်မသိတော်လည်းပဲကုသိုလ်ရပါတယ်နော်ပြပဖရာကျတော်ကခရိယံတယောက်ပါစစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်တယောက်မှ ရှိတဲ့ကျင့်ဝတ်တွေကို ိကျင်သားတဲ့ရှင်ဘုရားတဲ့စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်တယောက်မှရှိတဲ့ကျင့်ဝတ်ကတော့တရဏဂုံနဲ့၅ပါးသီလပါပဲဗုဒ္ဓဘာသာဝင်တယောက်ဟာတရဏဂုံပြတ်ပြီဆိုရင်စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်မဖြစ်တော့ပါဘူး၅ပါးသီလဆိုတာကတော့လူဘဝင်ကျင်တဲ့လူအတိုင်းဝိုင်းမှာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ၅ပါးသီလပြတ်ပြီဆိုရင် အပေ၄ပါးတို့လည်းကြာရောက်နိုင်ပြီး ။နှဲ့ရွာဥပဒိကိုလည်းမရောက်နိုင်ပါဘူး။တကယ်၍၅ပါးသီလကိုလုံခဲ့မယ်ဆိုရင်လူပဝင်းကျင်နဲ့လူအတိုင်းဝိုင်းမှာလည်းနေထိုင်ရတာအဆင်ပြေပြီးအပေတကားပိတ်လို့နှဲ့ရွာဥပဒိကိုလည်းရောက်နိုင်ပါတယ်။ဒါအပြင်မတ်ဖို့နိဗ္ဗာန်အတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်ပြင့်မှန်တဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံကျင့်ဝတ်တွေဟာတရဏဂုံနဲ့၅ပါးသီလပဲဖြစ်ပါတယ်။ အရှင်ဖရာတတိတော်မှဖရာဂုံတော်တွေမရပါဘူးဖရာဒါပေမဲ့စိတ်ကိုအမြဲတမ်းကောင်းမွန်အောင်ထားပါတယ်ကုသိုလ်ရနိုင်ပါသလားဖရာတဲ့မြတ်စွာဘုရားကတပ္ပပပတအကရဏမကောင်းမှုမှန်သမျှမလုပ်ပါနဲ့တဲ့နော်။ဘာကြောင့်မကောင်းမှုကိုမလုပ်ခိုင်းရတာလဲဆိုရင် မကောင်းမှုမှန်သမျှဟာကောင်းကျိုးမပေးလို့ပဲဖြစ်ပါတယ်။ကုသလတဥပတံပရာ ကုသိုလ်ကောင်းမှုကိုတော့ပြည့်စုံအောင်လုပ်ပါတဲ့။ဘာကြောင့်ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ခိုင်းရတာလဲဆိုရင် ကုသိုလ်ကောင်းမှုမှန်သမျှသည်ကောင်းကျိုးပေးလို့ပဲဖြစ်ပါတယ်။သာစိတ်တပရိယောဒပနံမိမိစိတ်ကို စင်ကြယ်အောင်ထားပါတဲ့။စိတ်ကိုစင်ကြယ်အောင်ထားခြင်းစိတ်ကိုကောင်းမွန်စွာထားခြင်းဟာကုသိုလ်ဖြစ်ပါတယ်။သို့တော်လည်းပဲစိတ်ကိုကောင်းမွန်စွာထားတဲ့နေရာမှာသူကြည်ပဲမရပါဘူးเนาะ။ အထက်ကဖော်ပြပေးတဲ့နှစ်ချက်ပါမှရပါတယ်။မကောင်းမှုမှန်သမျှကိုမရှောင်ဘဲနဲ့မကောင်းမှုမှန်သမျှကိုကျူးလွန်နေမယ်ဆိုရင်မိမိကျူးလွန်ထားတဲ့မကောင်းမှုကို ပြန်လည်ဆင်ခြင်မိတိုင်းစိတ်မှညင်ညူးရပါတယ်။စိတ်ညင်ညူးနေပြီဆိုရင် စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူး။နော်။ဒါကြောင့်မကောင်းမှုကိုရှောင်ဖို့လည်းလိုပါတယ်။ကုသိုလ်ကောင်းမှုကိုလည်းပြည့်စုံအောင်လုပ်ထားဖို့လိုပါတယ်။ ကုသိုလ်ကောင်းမှုကိုပြည့်စုံအောင်လုပ်ထားတဲ့လူတစ်ယောက်ဟာမိမိပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုပြန်လဲစင်ခြင်းမိတိုင်းစိတ်မှာပီတိဖြစ်ရပါတယ်။စိတ်မှာပီတိဖြစ်နေတဲ့လူတစ်ယောက်ဟာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စိတ်ကိုကောင်းမွန်စွာထားဖို့ဆိုလို့ရှိရင်မကောင်းမှုကိုလည်းရှောင်ဖို့လိုအပ်ပါတယ်။ကောင်းမှုမှန်သမျှကိုလည်းပြည့်စုံအောင်လုပ်ဖို့လိုအပ်ပါတယ်။သို့မှသာစိတ်ကိုကောင်းမွန်စွာထားနိုင်မှာဖြစ်ပါတယ်။ ိတ်ကိုကောင်းမွန်စွာထားနိုင်ပြီဆိုရင်ကုသိုလ်ဖြစ်မှာဖြစ်ပါတယ်။အရှင်ဖေယဖြေးချပေးပါရှင်။တပည့်တော်ရဲ့ဖခင်ကြီးဆုံးသွားတာနှစ်လပြည့်ပါပြီ။ဗေဒင်မေကြီးတော့တရေစားခံရတယ်လို့သိရပါတယ်ရှင်။ဖြစ်နိုင်မဖြစ်နိုင်ဘူးလားသိကျင်ပါတယ်။တပည့်တော်မှစိတ်မအေးချမ်းရပါတဲ့။တိလက်ခန္ဓာဝတ်တေဝိဇ္ဇာတုံမှာဗေဒင်သည်အစာရေစာမရှိတော့တောနတ်ကြီးဟူ၍၎င်း လူတို့ဤပျက်စီးရာပျက်စီးကြောင်းခု၍၎င်းဆိုအပ်ကုန်ဤလို့မြတ်စွာဘုရားဟောကြားထားပါသည်အဲ့ဒါကိုကြည်တော်အဖြစ်ဘုရားရှင်သည်ဒေရင်ကိုလက်မခံဘူးဆိုတာသိတာထင်ရှားပါတယ်ဘုရားရှင်လက်မခံတဲ့ဒေရင်ဟာအမှန်မဖြစ်နိုင်ပါဘူးเนาะဒီလိုပြောလို့တချို့ကကုန်းတယ်ညာကြီးတော်မှဘုရားဖြစ်မယ်လို့ဟောလိုက်တာဘုရားဖြစ်သွားတာပါပဲလေဆိုပြီးပြောကြပါလေအောင်မယ် ဖျားဖြစ်ရတဲ့အကြောင်းရင်းဟာကိုင်းတယ်ညဟောလို့ဖျားဖြစ်တာမဟုတ်ပါဘူးဖျားဖြစ်နိုင်စရာအကြောင်းတရားကိုလှုပ်ထားလို့ဖျားဖြစ်တာဖြစ်ပါတယ်ကိုင်းတယ်ညကိုယ်တိုင်ကလည်းပဲသူဟောတဲ့ဘေးတွင်ကိုတန်တရားဖြစ်ပါတယ်မြတ်စွာဘုရားဒုက္ခရစရိယအကျင့်ကိုဆွံ့ပြီး မေဇိမပရိပရာအလယ်လက်နန်းစဉ်ကို ပြန်ကျင့်တဲ့အခါမှာကိုင်းတယ်ညဥဆောင်တဲ့တင်စားဝဲကြီး၅ဦးဟာဖျားဖြစ်မှာမဟုတ်တော့ပါဘူးကွာဆိုပြီး ရသော်ဘုရားကိုဥရုဝေလတော်မှာထားခဲ့ပါတယ်အဲ့ဒါကိုကြည်တော်အဖြစ်ကိုဋ္ဌိညဟာသူ့ဘေရင်ကိုသူမယုံကြည်တဲ့သဘောရှိပါတယ်နော်ဒါကြောင့်ဘေရင်ပြောတဲ့စကားကိုအမှန်မယုံပါနဲ့လို့ပြောကြင်ပါတယ်အရှင်ဘုရားဘုရားဌာပနာတဲ့ကိုရွှေလှူလို့ရပါသလားဘုရားရပါတယ်เนาะတချို့ကဖះကူရွှေမလူကောင်းဘူးဘယ်ဆရာတော်ကပြောတယ်ညာဆရာတော်ကပြောတယ်ね စသည်ဖြင့်ပြောဆိုနေကြတာတွေရှိပါတယ်။ဖျားဌာပနာတဲ့ကိုရွှေထက်လူတယ်ဆိုတာကဖျားကိုလူတာမဟုတ်ပါဘူးနော်။တဲလိုက်တဲ့ဖျားဟာနှစ်ပေါင်းများစွာကြာလို့ဆွေးမြေ့ပြီးပြည့်စည်တဲ့အခါမျိုးမှာနောက်တကာကအဲ့ဒီဖျားကို ပြန်လဲပြုတ်ပြင်ပြီးတော့တဲမယ်ဆိုရင်ငန်းပါတဲ့တကာဖြစ်နေပါကဤထည့်ပေးလိုက်တဲ့ဌာပနာတဲ့ကရွှေတွေကိုထုခွဲရောင်းချပြီးဤဖျားကို ပြန်ပြင်ဖို့အတွက် ဘုရားဌာပနာတဲကို ရွှေထက်လူရချင်းဖြစ်ပါတယ်။ရည်ရွယ်ချက်ကိုမတိကြတဲ့အခါကျတော့ဘုရားဌာပနာတဲကိုရွှေထက်တာဟာဘုရားကိုလှူတယ်လို့ထင်သွားကြပါတယ်။တကယ်တော့ဘုရားဌာပနာတဲကိုရွှေထက်လှူတာဟာနောက်တကားတွင်ဘုရားပြန်လဲပြုပြင်မိုးမှန်နိုင်ဖို့အတွက်ထဲ့လှူခြင်းဖြစ်ပါတယ်နော်။ဒါကြောင့်ဘုရားဌာပနာတဲကိုရွှေထက်လှူကောင်းပါလေ။အရှင်ဘုရားတတိတော်ထင်မြင်ချက်တစ်ခုရှိပါတယ်။ပေကံလှူဒန်းရာတွင် လူမြင်အောင်ဂုံယူဝင်ကြွားလူစိတ်ဖြင့်လှူလျင်ဒါနမမြောက်ထင်မိပါတယ်မှန်ပါလားဖရာတဲ့လှူပြီဆိုရင်တော့ဒါနကတော့ဖြစ်သွားတာပါပဲเนาะသို့တော့ပက္ကတနာဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားဖို့တော့လိုပါတယ်ပက္ကတနာဒါနဆိုတာကမိမိဂုံတရင်ကြော်စောရေးကိုသာ ရှေးရှုတဲ့ဒါနကိုပြောတာဖြစ်ပါတယ်အဲ့ဒီလိုဒါနမျိုးကတော့ယနေ့ခေတ်မှာပေါ်ပါတယ် ါကာသနဒါနဟာမိမိဂုံတရင်ကြော်သောရေးကိုသာရှည်ရှုတဲ့ဒါနဖြစ်တဲ့အတွက်ကုသိုလ်ရပင်ရညာတော်လဲပဲ နိဗ္ဗာန်ကိုအထောက်အကူပေးစေနိုင်တဲ့ဒါနမျိုးတော့မဟုတ်ပါဘူးပါရမီထိုက်တဲ့ဒါနကတော့မိမိဂုံတရင်ကြော်သောရေးထက် အလှခံပုဂ္ဂိုလ်ကောင်းစားရေးကိုသာရှည်ရှုတဲ့ဒါနဖြစ်တာကြောင့်ကုသိုလ်လဲရသလိုနိဗ္ဗာန်ကို အထောက်အကူပေးစေနိုင်တဲ့ဒါနမျိုးလဲဖြစ်ပါတယ်ဒါကြောင့် ဒါနပြုတဲ့အခါမှာပက္ကသနဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားစွာတည်ဖို့တော့လိုပါတယ်။ဖုံဖုံဖရာဖရာရှင်ကဂီတကိုနားထောင်ခဲ့ပါသလား။အရန်သိကျင်လို့ပါဖရာတဲ့။မြတ်စွာဘုရားဖရာဖြစ်ခံနေတော့မာနမင်းလာရောက်နှောက်ရက်ပါတယ်။မာနမင်းရဲ့လက်ထဲမှာဇေလူဝနတ်ဆောင်ပါပါတယ်။မာနရှုံးလို့ထွက်ပြေးတဲ့အခါမှာ အဲ့ဒီဘေလူဝနတ်ဆောင်ဟာဖျားရှိမှပြုတ်ကြပြီးကြံနေခဲ့ပါတယ်။ဖျားအဖြစ်ကိုရောက်တဲ့အခါနတ်မြမာတွေလာရောက်ပူဇော်တော့ပင်စသီခနတ်သားကအဲ့ဒီအကြကြံနေခဲ့တဲ့ဘေလူဝနတ်ဆောင်ကိုကောက်ကင်ပြီးဖျားရှင်ကိုဂီတာနဲ့ပူဇော်ပါတယ်။ဂီတာနဲ့ပူဇော်တယ်ဆိုတဲ့နေရာမှာလည်းပဲဖျားရှင်ဤဂုံတော်တွေကိုတီကျူးဖွဲ့ဆိုထားတဲ့ဂီတာနဲ့ပူဇော်တာဖြစ်ပါတယ်။အဲ့ဒီအခါမှာဖျားရှင်ကပင်စသီခ ်တင့်ရဲ့အဆိုတင့်ရဲ့အတီးလိုက်ဖက်ပါပြီတဲ့လို့ချီးမွမ်းတော်မူပါတယ်။အဲ့ဒါကိုကြည်တော်အဖြစ်ဖယားရှင်လည်းဂီတကိုနားထောင်ခဲ့ဘူးပါတယ်။သို့တော်လည်းပဲဖယားရှင်တို့ဂီတကိုနားထောင်တာနဲ့ဥထုဇဉ်တွေဂီတကိုနားထောင်တာမတူပါဘူး။ဥထုဇဉ်တွေဂီတကိုနားထောင်တာကတတဆိုတဲ့အတန်ပေါ်မှာတက်မှတ်တဲ့တဏှာဖြစ်ပါတယ်။ဖယားရှင်ကတော့တတဆိုတဲ့အတန်ပေါ်မှာတက်မှတ်တဲ့တဏှာမဖြစ်ပါဘူး။ အဲ့ဒီလိုကြွားချပါတယ်နားလည်ပါသေးနော်ဘာသာခြားတွေကမေးပါတယ်ဖေယဗုဒ္ဓကသူ့ကိုယ်သူဖေယလို့ဝန်ခံပါသလားတဲ့ဖေယတဲ့မေခွန်လေးဝီစီနဲ့ဖြေပေးပါဖေယတဲ့ဝန်ခံတာပေါ့နော်ဗုဒ္ဓသည်ဖေယဖြစ်ပြီးပြီးချင်းပင်စားဝက်ကြီး၅ဦးကိုဓမ္မစကြာတုတ်ဟောရင်းနဲ့ဖေယဖြစ်ကြောင်းဝန်ခံခဲ့ပါတယ် ဘယ်လိုဝန်ခံခဲ့သလဲဆိုရင်ယာတောစခောမိဘိခဝေဣမေတုစတုတုအရိယတစ္ဆေတုအေဝံတိပတိဝတ္တံဒွါရတကာရံယထာဘူတံညာနဒတ္တနံသူဝိတုတ်တံအာဟောတိယထာဟံဘိခဝေပတိဝကေလောကေတမာရကေတပြမကေပပမနဗျမဏိယပဇာယပတိဝမနုဿာယ အနုတ္တရံတမ္မာတံဘောတိံအဘိတံဘုဒ္ဓောတိသစ္စညာတိံတဲ့အဲ့ဒါဟာဖျားဖြစ်ကြောင်းဝန်ခံလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီပါဠိထဲမှာအနုတ္တရံအတုမရှိသောတမ္မာတံဘောတိံမှန်စွာကိုတိုင်သိသောဉာဏ်ကိုဝါမှန်စွာကိုတိုင်သိသည့်ဖျားအဖြစ်ကိုအဘိတံဘုဒ္ဓောတိတိလာပြီးရောက်လာပြီးဟူ၍ ပိစညာသိမ့်ဘိက္ခဝေရဲဝွန်စွာ အမှန်ဝန်ခံခဲ့သည့်ယဟန်တို့ဆိုတဲ့အချက်ပါပါတယ်။ဒါကြောင့်ဗုဒ္ဓဟာဖျားဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖျားတပည့်တော်မေးခြင်းလို့ပါဖျား။ငကယုံဖျားဆိုတာကရောမြတ်စွာဘုရားရှိစဉ်ကရှိခဲ့တာလား။လူတွေဖန်တီးခဲ့တာလားဖျားတဲ့။မြတ်စွာဘုရားဖျားဖြစ်ပြီးတဲ့အခါမှာအစာဦးဆုံးသတင်းသုံးတော်မူတဲ့ ဌာနခဏဌာနဆိုတာရှိပါတယ်အဲ့ဒီဌာနခဏဌာနကိုတတ္တဌာနခဏဌာနလို့ခေါ်ပါတယ်အဆိုပါတတ္တဌာနခဏဌာနထဲမှာမုစလင်တာတတ္တဟဆိုတာရှိပါတယ်မြတ်စွာဘုရားသည်မုစလင်တာအိုင်နာမှာတရင်သုံးတော်မူစဉ်ဘူကြီးတဲထန်စွာရွာတဲ့အတွက်မုစလင်တာငကားမင်းကဘိုးတံကိုကာကွယ်ပေးတဲ့အနေဖြင့်မြတ်စွာဘုရားကို ရစ်ပတ်ပြီးအပေါ်ကနေပြင်းနဲ့အုပ်မူပေးထားပါတယ် အဲ့ဒီနေ့မှာပဲမြတ်စွာဘုရားကမုစလင်တာနဂါမင်းကို အမြတ်ဒေါသမထွက်ဖို့တတ္တဝါတွေကိုမငြင်းစေဖို့ငါတီးဟူသောမာမာနကို ခွာခြားဖို့တရားဟောကြားတော်မူပါတယ်။အဲ့ဒါကို အစွဲပြုပြီးနဇယုံဘုရားဆိုတာဟာပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ဥစဉ်ဘုရားလူတွေမှာကိုဆောင်နဲ့ရှိတယ်လို့သိရပါတယ်။အဲ့ဒီလူတွေတည်သွားရင်ကိုဆောင်နဲ့တွေကဘယ်ကိုရောက်သွားတာပါလဲဘုရား။ ဖြေချားပေးတော်မူပါဖရာတဲ့မကောင်းမှုကိုပြုသောသူသည်မိမိပြုသောမကောင်းမှုကိုမိမိကိုယ်တိုင်အရင်ဆုံးသိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍ကြည်နိုင်သောတကောရှင်များသိ၏ထို့နောက်ကိုသောနှံ့များသိ၏လို့ပါရာဇိကအထာကထာ သူဒိန္တာကန္တအဖွဲ့မှာဆိုထားတဲ့အတွက်ကိုသောနှံ့ဆိုတာဟာတကယ်ရှိပါတယ် ကိုစောင်းနဲ့တကယ်ရှိတယ်ဆိုလို့ကိုစောင်းနဲ့ဆိုတာဟာကိုရင်းမှာစောင့်နေတဲ့နတ်မဟုတ်ပါဘူးကိုစောင်းနဲ့ဆိုတာဟာပါမန်ဘုံမစိုးယုတ်ကစိုးနတ်တွေပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုအာကြီးပြီးဘုံကံမြင်မာတဲ့သူတွေကိုစောင့်ရှောက်တဲ့အတွက်ကိုစောင်းနဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုစောင်းနဲ့ဆိုတာဟာကိုရင်းမှာစောင့်နေတဲ့နတ်မဟုတ်ပဲဘုံမစိုးယုတ်ကစိုးနတ်တွေကိုခေါ်တာဖြစ်တဲ့အတွက်လူတွေသေသွားပြီဆိုရင် ကိုစောင်းနဲ့တွေဆိုတာဟာဘယ်ကူမှရောက်သွားတာမဟုတ်ပါဘူးသူတို့ရဲ့နှစ်သက်တမ်းမကုံမချင်းသူတို့ရှိနေတဲ့ဘုံမှာပဲရှိနေပါတယ်